မေတ္တာတော်ရှင်အဖဖရာအကျွန်ုပ်တို့အတွက်လောကမှာအသက်ရှင်တဲ့အခါဖရာသခင်ရဲ့မေတ္တာကို နားလေခံစားမိအောင်မိခင်ဆိုတဲ့အမေကိုပေးထားတဲ့အတွက်ဂျေဇုတော်ချီးမွမ်းပါတယ်အမေအားဖြင့်လောကကြီးထဲမှာ ပထမခြေလန်းလမ်းခဲ့ရပါတယ်အမေအားဖြင့်ပထမဦးဆုံးအချက်ကိုခံစားမိခဲ့ရပါတယ် အမေအားဖြင့်ပထမဦးဆုံးငိုကြွေးနေတာကိုနှစ်သိမ့်မှုရရှိခဲ့ပါတယ်။အမေအားဖြင့်လူဘဝမှာပထမဦးဆုံးအပြုံးနဲ့ပထမဦးဆုံးအကွယ်အကာကိုခံစားခဲ့ရပါတယ်။အမေအားဖြင့်ပထမဦးဆုံးအားပေးစကားကိုလည်းကြားခဲ့ရပါတယ်။လဲကြတဲ့အခါမှာရှေးလျှောက်ရှောက်လန်းနိုင်ဖို့ရန်အတွက် အမေအားဖြင့်ပထမဦးဆုံးခွန်အားရရှိခဲ့ပါတယ်ပထမဦးဆုံးဆုံးမပြည့်ပြင်ပေးခဲ့တာကြောင့်ဘယ်ရာဟာလှုပ်တင့်မလှုပ်တင့်အမေအားဖြင့်ပထမဦးဆုံးတည်လာခဲ့ရပါတယ်အခုကိုတိုင်းပထမဦးဆုံးမိဘလှုပ်တဲ့အခါမှာကိုသားသမီးကိုဘယ်လိုတုံတင်ဆုံးမပြည့်ပြင်ရမလဲဆိုတာအမေကြောင့်စတင်နားလေလာခဲ့ရပါပြီ ။ဒါကြောင့်အမေကို ဖန်ဆင်းပေးတဲ့ဘုရားသခင်ဂျေဇုတော်ချီးမွမ်းနေ။အမေဂျေဇုကိုလည်းတင်ပါတယ်။အဖဘုရားသခင်ဒီနေ့လိုမိခင်များနေ့မှာအမေတွေကိုယေရှုနာမအားဖြင့်ကောင်းချီးပေးပါတယ်။ဟာလေလုယာ။လောကမှာရှိတဲ့အလွာပေါင်းစုံကအမေများကျမ်းမာချမ်းသာပါစေ အမေများအားလုံးရှင်လန်းချမ်းမြေပါစေ ကလေးတွေကို ကိုလအထိလွယ်နေရတဲ့မိခင်လောင်းတွေကိုလည်းယေရှုနာမအားဖြင့်ကောင်းချီးပေးပါတယ်။ဖျားသခင်ဂျေဇူးပြုတော်မူပါ။ကလေးတွေကို အခုမှမွေးဖွားပြီးပြုစုပျိုးထောင်နေရတဲ့မိခင်တွေကိုလည်းဖျားသခင်ကောင်းချီးပေးပါ။အိုမင်းနေပြီးမှပြုစုသူမရှိဖြစ်နေတဲ့မိခင်အိုတွေကိုလည်းဖျားသခင် အောင်မေတော်မူပါ။ မိခင်ဂျေဇုမိနေကြတဲ့သားသမီးတိုင်းကိုဆုံးမပဲ့ပြင်ပေးတော်မူပါအဖဖေယာ။အိုးအဖဖေယာသခင်ဆက်လက်ပြီးမှမိခင်တွေရဲ့ဆုံးမပဲ့ပြင်ခြင်းဟာလေဖယားသခင်ရဲ့အလိုတော်အတိုင်းဖြစ်စေလျက်သားသမီးတွေရဲ့ဘဝတစ်ခုလုံးအကျိုးရှိစေပြီးဖယားဘုန်းတော်ထင်ရှားဖို့ဖြစ်စေတော်မူပါအဖဖေယာ။မေတ္တာတော်ရှင်ဖာယနေ့မိခင်အားဖြင့်ကိုတော်အချက်ကိုနားလေစေပါ။ မိခင်ရဲ့အနန်းအားဖြင့် မိခင်ရဲ့မျက်ရည်အားဖြင့်မိခင်ရဲ့ဆုတောင်းပေးခြင်းအားဖြင့်မိခင်တို့ရဲ့ပေးဆက်မှုအားဖြင့်မိခင်ရဲ့ခွင့်လွှတ်ခြင်းအားဖြင့်မိခင်ရဲ့ကြီးမားတဲ့ချစ်ခြင်းမေတ္တာအားဖြင့်ကိုတော်ဖရာကိုမြင်စေတော်မူပါဖဖရာမိခင်ကိုပြန်လဲယေရှုဆက်နိုင်တော်သားသမီးဖြစ်စေလေကိုယ်တော်ဘုရားကိုတာ၍ယုံကြည်ကိုးစားတတ်တော်သားသမီးများလည်းဖြစ်စေတော်မူပါ။အိုးမေတ္တာတော်ရှင်ဖာ ကျွန်တော်ဂျမများကိုမိခင်များနေမှမိခင်တွေကိုယူတည် ပြခြင်းမဟုတ်ဘဲနဲ့နေရဲ့အစဉ်တိုင်းအစဉ်မပြတ်ယူတည်တတ်တော်သူများဖြစ်ခွင့်ပေးတော်မူပါထို့သူတနင်္ဂနွေနေ့မှပဲဝတ်ပြုခြင်းမျိုးမဟုတ်ဘဲနေရဲ့အစဉ်တိုင်းကိုတော်နဲ့အတူတွာလာတက်စီပါမိအကြောင်းဆုတောင်းတဲ့အခါမှာ ကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းကြပါ리ဖဖရားသခင်အာမင်ချက်တော်ညီကိုမောင်တော်မတို့ဆုတောင်းတန်ကိုနားထောင်ပြီးမှအာမင်ထူးတော်ပါဆုတောင်းတန်ကိုနားထောင်ပြီးအာမင်ထူးတော်တဲ့သူအရောက်ချင်းစီတိုင်းပေါ်မှာဖျားရှင်တာ၍ကောင်းချီးပေးပါစေ။အကယ်၍ဒီဆုတောင်းတန်ဟာတင့်အတွက်ခွန်အားဖြစ်စေတဲ့ဆိုရင်တခြားသူတွေကိုလည်း share ရင်းလုပ်ပြီးမှပို့ပေးပါ။ ตาญาပျော်ရွှင်တဲ့မိခင်များနေဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အာမင်